ျွန်တော်ရဲ့မြန်မာနှစ်တကူတကြံအကျိုးနည်းလေးမှာအလုံးကိုမင်္ဂလာပါလို့အဲပထမဆုံးအနေနဲ့နှုတ်ဆက်ပါရနော်အဲမင်္ဂလာပါလို့နှုတ်ဆက်ပေးမယ်တရင်ကတော့မင်္ဂလာရှိတဲ့တရင်တော့မဟုတ်ဘူးဘာဖြစ်လဲဆိုလို့ရှိရင်ဒီနေ့ကျွန်တော်ရဲ့ဒီမြန်မာတွေနှစ်တကူနေ့ပေါ့နော်ဒီမြန်မာနှစ်တကူနေ့တကြံအကျိုးအကျိုးနေ့မှာပေါ့နော်တကြံအကျိုးနေ့မှာအာငတ်လျင်ပေါ့နော်ထပ်ပြီးတော့လှုပ်သွားပါတယ်နေရတော်တော်များများကိုလှုပ်သွားတာပေါ့နော်အဲဒီမန္တလေးဘက်ဒီစကိုင်းဘက်ဒီပြီးလို့ရှိရင်ဒီတောင်ကြီးဘက်ဒီပြီးလို့ရှိရင်ကျွန်တော်ဒီပင်ရဘက်ဒီတော်တော်များများပေါ့နော်အဲ့ဒီနေရာတွေမကောက်တခြားနေရာတွေ ော်တော်များများမှလည်းလှုပ်သွားပါတယ်ဒီလှုပ်သွားတာကကျွန်တော်ဒီအကျုံလေးကိုဒါမတိလိုက်တဲ့သူတွေလည်းအများကြီးရှိရပါတော့အဲ့ဒီအတွက်လည်းကျွန်တော်ပြီးလို့ရှိရင်ဒီမန္တလေးရအတော်ရီအကိုရီနဲ့ပေါ့နော်ကျွန်တော်ဒီသူတို့ပြောပြထားတဲ့ view file တွေကိုလည်းကျွန်တော်ပြီးရင်ပြတ်တာပြသွားပါမယ်အခုတွေ့မြင်နေရတဲ့ဖရားကတော့ဒီပင်းရကဒါအဲရွှေစည်းကုံဖျားကြီးပေါ့နော်အဲဒီနေ့ကျွန်တော်တို့ဒါလှုပ်သွားတာပါအဲတချို့ပြောတဲ့အကြကတော့ဒီငလျင်လှုပ်တဲ့ အဲဒန်ကပေါ့နော်5.5လို့လည်းပြောတချို့ကြကတော့လေဒီ5.8လို့လည်းပြောကြရပါတော့ဒီငလျင်ထပ်ပြီးတော့လှုပ်သွားတဲ့အချိန်ကကြတော့အဲမနက်ပိုင်းပေါ့နော်မနက်ပိုင်းကျွန်တော်တို့7နာရီ50 53 55လောက်မှာအာလှုပ်သွားတယ်လို့အဲပြောကြရပါတော့တနေရာနဲ့တနေရာတစ်မျိုးနဲ့တစ်မျိုးကတော့နာရီတူချင်မှတူမယ်တချို့ကြတော့လေ7နာရီ58လောက်မှာလှုပ်သွားတယ်လို့ပြောထားကြရပါတော့ဟုတ်ကဲ့ပါဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမန္တလေးက ND တယောက်ပေါ့နော်ဒီမန္တလေးမှာလှုပ်ခတ်သွားတဲ့အကြောင်းကိုအဲပြောပြထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်နဲ့အတူတူတစ်ချက်လောက်ပေါ့နော်အဲကြည့်လိုက်ကြရအောင်ပေါ့နော်တကြံအကျိုးနေကြီးကိုနော်ကလည်းလှုပ်တာ၈နာရီ55မန္တလေးမှာငလင်းလှုပ်တာဒီတစ်ခါကျအထက်အောင်မှုဘွက်တဲ့ဘေးဒရန်တာနော်ဘေးဒရန်တာကြောက်စရာကြီး ဟုတ်ကဲ့ပါမန္တလေးရအတော်တယောက်ပြောတဲ့အချိန်ကတော့မန္တလေးမှာလှုပ်သွားတဲ့အချိန်ကမနက်၈နာရီ55အချိန်မှာလှုပ်ခတ်သွားတယ်လို့ဒါပြောထားတယ်ပေါ့နော်ဒါကတော့မန္တလေးမှာနေတဲ့အတော်တယောက်ရဲ့ပြောစကားပါခင်ဗျာနောက်ထပ်အကူတယောက်ရဲ့ပြောစကားကိုကျွန်တော်ထပ်ပြီးတော့တူတူကြည့်အောင်နော်ဒီနေ့73ရက်ဒီနေ့73ရက်မှာခုနကငယ်လျင်လှုပ်သွားတယ်တော်တော်ကြာတယ်ပြီးတော့တော်တော်ကျန်းတယ်ကျွန်တော်ဒီကိုတလောက်အစီမှာဆိုရင်တရားပွဲရှိနေရတော့မှာကိုတလောက်အသံကြားလိုက်ရတယ် ရေတွေလည်းပေါင်းမင်းတွေခတ်ကုန်တယ်ပေါ့နော်အဲ့တော့အားလုံးဂယူဆိုင်ကြပါနော်ကိုယ်ကကိုယ်ကိုစစ်ဖြစ်တယ်ဆိုပြီးတော့တိုက်အောက်တွေမှာမနေကြပါနဲ့မငြိမ်သေးပါဘူးခင်ဗျာကဲအားလုံးပဲဗျာဒီကျွန်တော်ရဲ့ channel မှာအားပေးနေတဲ့အကူတွေမှာညီကိုမောင်နှမတွေပေါ့နော်အမျိုးတွေအားလုံးပဲဒီဂယူဆိုင်ကြပါနော်ဒီတကြံအကျိုးနေ့မှာတော့လှုပ်ခတ်သွားတယ်ဆိုတော့အဲပြောမယ်ဆိုရင်တော့မကောင်းဘောဗျာနော်ကျွန်တော်တို့ရဲ့ဒီနှစ်တကူမှာဒါအကျိုးနေ့မှာနော်ဒီလိုဖြစ်သွားရဆိုတော့တိတ်တော့အဲစိတ်မကောင်းဘူးအဲစိတ်မကောင်းဘူးဆိုတော့ကျွန်တော်ရဲ့ဒီ channel မှာအပိနေအကိုကြီးမာဒီအားလုံးပဲဂရုစားကြပါနော်ကိုရှိမာဒီဖြစ်ဖြစ်သွားတယ်အားလေအားလုံးပဲဒီလက်တွေ့တာတကတွေအများကြီးရှိကြရပါနော်ကိုဒီကနကအရှိအကိုတယောက်ပြောသလိုပဲကိုနေတဲ့တိုက်တွေအဲအိမ်နေကဒီစစ်ဖြစ်တယ်ဆိုပြီးတော့ယုံကြည်ပြီးတော့ဒီ တတိလလွတ်မနေကြပါနဲ့နော်ငလျင်လှုပ်လို့ရှိရင်ချက်ချင်းပဲအပေါ်ထဲမှာရှိလို့ရှိရင်အောက်ကိုဆင်းပြေးပါအဲအိမ်ထဲမှာရှိလို့ရှိရင်လည်းအပြင်ကိုထွက်ပြီးတော့ဒီအန်ဒီယကင်းတဲ့နေရာမှာနေကြပါလို့အကြံပေးခြင်းပါရနော်ကဲအားလုံးပဲအန်ဒီယကင်းပြေးရှင်းနိုင်ကြပါလိမ့်နော်အဲကျွန်တော်ရဲ့ဒီမြန်မာနှစ်ကူးကြီးပြီးသွားလို့ရှိရင်လည်းမြန်မာပြည်ကိုဒီလိုကတ်ဆိုးဗီဒီယိုတွေမကြုံပါသေးနဲ့လို့ထပ်ပြီးတော့စုမကောင်းတောင်းပေးလိုက်ပါရပါနော်အားလုံးပဲအန်ဒီယကင်းပြေးရှင်းစွာနဲ့အဲစိတ်ချမ်းချမ်းတတချမ်းချမ်းမမနဲ့အန်ဒီယကင်းပြေးရှင်းစွာနေနိုင်ကြပါသေးနော်ကဲနောက်ထပ်ဗီဒီယိုကြရင်ကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်နော်